လုံးလူတို့ကိုကျွန်တော်သိစေနာဝလူစုလူဝေးနဲ့သူဘူးလုံးလုံးရှင်းရတော့စစ်တပ်ဆိုတာပြင့်မှောင်ပြစ်တယ်အဲ့ဒါဆူရက်လူတွေမတက်တာဘူးသာမှတ်ပြီတော့ ရပေးမဲ့ဗီဒီယိုမှာတော့လူထုအတွက်တော်လှန်ရေးလုပ်ရင်အာနာပါဝါရဲ့အရသာတွေကိုထိတွေ့လာပြီးနောက်ကိုယ်တိုင်အာနာရှင်ဆန်းလာတဲ့လူတွေရဲ့ဇယိတ်တဘာဝအာနာရှင်တွေဘလူဖြစ်တည်လာတာလဲလူထုကဘလူပုံစံအယုံသွင်းနေကြတယ်လဲပမိုင်းတွေကဘလူထောက်ဖြတ်ခဲ့ကြတယ်လဲအာနာရှင်တွေဘလူအလုံးလုံးတဲ့ကြတယ်လဲဆိုတာတွေကိုကုတ်ကွက်ကွင်းမင်းပြနေရမှာဖြစ်ပါတယ် ကပားကျော်ဗြိတိရှစာရေးဆရာကြီး Josh Owage Animal Farm ဆိုတဲ့စာအုပ်ကရုရှားနဲ့တရုတ်ကလူမှုတော်လှန်ရေးမှဒီအာဏာရှင်ဆန်ပွားခဲ့တဲ့ community ကိုရည်ညွှန်းပုံဖော်ထားပေမဲ့လေမြန်မာနိုင်ငံကိုဒေရိုကြီးနဲ့ပြောလေသလားမြန်မာနိုင်ငံအထွတ်ကျူတင်ဟောကိန်းများထုတ်ခဲ့လေသလားလို့ထင်ပန်းရတာအောင်မြန်မာနိုင်ငံရဲ့ချစ်စင်တွေကိုတကွက်ချင်းမိမောင်းထုတ်ပြနေတယ်လို့ပါပဲခုဗီဒီယိုလေးကိုတင်ဆက်ရတဲ့အကြောင်းရင်းကလည်း အခြေခံဒုက္ခစားသည့်အတွက်တော်လှန်ရေးလုံရင်ကိုရိုင်းအာဏာရှင်ဆန်သွားခဲ့ကြတဲ့တရုတ်ရုရှားနိုင်ငံကကွန်ပျူနတီကိုသင်ငန်းစာယူပြီးတော့ကျွန်တော်တို့မေကူးတော်လှန်ရေးမှာလည်းပြုတ်ပြောင်းလဲတဲ့နာတွေကိုပြောင်းလဲနိုင်အောင်အပြုသဘောနဲ့တင်ဆက်လိုက်ရပါတယ်။ဇလန်ရဲ့မူလရည်ညွှန်းချက်ကိုမပြတ်စေဘဲနဲ့မြန်မာမှုပြုပြီးတော့တင်ဆက်ပေးထားပါတယ်။ ဇလန်လေးရဲ့အစမှာတော့ကိုတာတီးဆိုတဲ့လေသမားတယောက်ဟာသူ့ပိုင်ဆိုင်တဲ့မဲဇလီကွင်းလို့အမည်ပေးထားတဲ့စိုက်ပျိုးမွေးမြူရေးခြံတစ်ခုမှာစပါပေပြောင်းဘူးဖယုံတခွာစားတဲ့စိုက်ပျိုးတိနှံလေးကိုစိုက်ပျိုးရင်းနဲ့ကြက်ဝက်ပဲစိတ်ငင်း မြင့်စတဲ့တလိษံတွေကိုပါမွေးမြူထားပါတယ်။ကျွဲနော်မြင့်စတဲ့တလိษံတွေကိုလေယာစိုက်ဖြူကြီးမှာသုံးတယ်လို့ကြက်ဝက်ဘဲစိတ်စတဲ့တလိษံတွေကိုလည်းအချိန်တန်ရဲ့သားသက်ယုံကိုပို့ပြီးတော့ရောင်းချပါတယ်။ဒီလိုနဲ့သူကစီးပွားလဲအတော်ဖြစ်တဲ့ပုံမှာမကြာခဏဆိုသလိုကိုတာတီးကအယံမှုလာတတ်ပြီးတော့အိမ်ကတလိษံလေးတွေကိုပတ်ရန်တတ်ပါတယ်။ တနေ့တော့ကုတတီဟာအရင်မူးပြီးတော့တလေးဆန်နေရဲ့ခြံတကားတွေကိုမပိတ်ဖိနဲ့အစ်ပျော်သွားခဲ့ပါလေဒီအချိန်လေးကိုခွင်ကောင်းယူပြီးတော့တလေးဆန်နေဟာသူတို့ရဲ့ခြံအပီးပီးကနေပြီးတော့တိတ်တိတ်လေးခူးထွက်လာကြပြီးတော့ဂူတောင်ပြည်ကြီးတစ်ခုထဲမှာစူဝေးကြပါလေအကြောင်းကတော့သူတို့ထဲကအသက်အကြီးဆုံးဖြစ်တဲ့ဝဘူဘူးပုံပြောတာကိုနားထောင်ဖို့ပါတဲ့ ဝဘူဘူဟာအခုအချိန်မှအသက်၁၂နှစ်တောင်ရှိနေပါပြီ။ဝတ်တန်တန်းနဲ့ဆိုရင်တော့သူကဒီကနေရွယ်ပေါ့။အသက်ကလည်းကြီးတယ်၊ဘဟုတုကလည်းရှိ၊စကားအပြောအဟောကလည်းအနက်ကန်ကောင်းတော့သူ့ကိုတလိမ့်ဆန်နိုင်ကလေးစားချစ်ခင်ကြပါလေ။ဒီနေ့မှတော့ဝဘူဘူဟာထူဆန်းတဲ့စကားတွေကိုပြောတဲ့သူပြောတာက"သူကအသက်လေးကြီးပြီ၊ကျမကြီးကလည်းအရင်လိုမကောင်းတော့ဘူး။နောက်ထပ်လည်းကြာကြာနေရမှာမဟုတ်တော့ဘူး။ဒါကြောင့် သူဟာနောက်ဆုံးအနေနဲ့သူတိမြင်လာတဲ့အပြီးအမြင်တွေကိုတလိမ့်ဆန်တွေကိုလက်ဆင့်ကမ်းပေးခဲ့ချင်တာပါ"တဲ့။သူတို့တလိမ့်ဆန်တွေဟာစင်စင်ငင်းငင်းနေနေ ကြရတာလူသားတွေကြောင့်လို့သူကပြောတယ်။ပင်ပပမဲအလုံးလုံးကြရတယ်မဝရေစားပဲစားရတယ်။အခုအချိန်မှာပင်ပပမဲအလုံးလုံးနေရပြီမဲ့နောက်ဆုံးမှာတော့သားတန်ယုံမှုပဲရောက်ကြရမယ်။ဝတ်တီဟာလည်းအခုအချိန်မှာကောင်းကောင်းအိတ်ကောင်းကောင်းစားနေရပြီမဲ့ အရွယ်ကလေးရောက်လာတဲ့ဆိုရင်သားတဲ့ညမှာဝက်ပေါ်ခမ်းရမှာပဲသူကလဲလို့ဘယ်ဝက်ကမှတတန်းစီနေရတဲ့ဆိုလားမရှိဘူးပေါ့လူတွေဟာတလိဆန်တွေကိုခိုင်းဟဲခိုင်းနေသူတို့အသားကိုလည်းစားတယ်နွားနို့ကြက်ဦးသူမှုရင်စားတာတွေကိုလည်းလူသားတွေကအကောင်သိမ့်ပိုက်ရယူကြတယ်နောက်ဆုံးသူတို့အထွတ်အသုံးမလုပ်တော့ဘူးဆိုရင်သူတို့ကိုတပ်ပြစ်ကြတယ်ပေါ့ အမှန်ဆိုရင်သူတို့လူပားနဲ့ဒီလေကွင်းကြီးရတဲ့ကောက်ဘဲသီးနှံတွေဟာတလေးဆန်နေအလုံးမဝဝလင်းလင်းကျွေးထိုင်ုံနဲ့မကဘဲနဲ့တခြားအနည်းအနာလေကွင်းကြီးကတလေးဆန်တွေကိုပါတင်ကျွေးထားနိုင်လောက်တဲ့အထိသူတို့အလုံးလုခဲ့ကြတယ်ပေါ့ဒါပေမဲ့လူတွေဟာသူတို့ချမ်းသာဖို့ပဲအိုင်ကိုစိုက်ပြီးတော့တလေးဆန်တွေအတွက်ထည့်ပြီးတော့မစင်သာပြီးရအောင် ဒါကြောင့်လူတွေဟာရန်သူတွေပဲလူတွေဟာသူတို့ဘောဘယ်တော့မှလည်းမကောင်းနှောင်းလဲတောင်းလာမှာမဟုတ်ဘူးလူတွေကိုတော်လှန်ကြရမယ်ဒါမှတလေးဆန်တွေဟာကောင်းကောင်းနေမယ်ကောင်းကောင်းစားရမယ်ပေါ့စတိခင်ဝဘဘူးဟာစီတာပတ်ကုန်းတော်နိုင်တီယာကိုဟောတဲ့တလေးဆန်တွေဘက်ကစဉ်းစားကြည့်ပြန်တော့လေသူပြောတာတွေကအချိုးချောင်းစီလျောနေတယ်ဒါကြောင့်မို့လို့တလေးဆန်တွေကသူ့ကိုတခဲနဲ့ထောက်ခံခဲ့ကြရတယ်ပေါ့နောက်ဆုံးညီကွန်းချုပ်အနေနဲ့ချီနှချောင်းတတော်ဖြစ်တဲ့လူတွေဟာရန်သူတွေဖြစ်ပြီးတော့ချီလေးချောင်းတတော်ဖြစ်တဲ့တလေးဆန်တွေဟာရဲဘော်ရဲဘက်တွေမိသားစုတွေဖြစ်တယ်ဆိုတာမမိကြနဲ့ သူတို့တွေဟာလူသားတွေကိုအောင်မြင်စွာတော်လှန်ပြီးတဲ့အခါမှာလေလူသားတွေရဲ့အကျင့်စုတွေကိုအတုမီယူကြနဲ့လူသားတွေကြင်ကြံတယ်လို့မျိုးလိုက်ပြီးတော့မကြင်ကြံကြနဲ့လူသားတွေကြင်ကြံတာတွေကတခုမှမကောင်းဘူးအရင်အကြီးဆုံးကတော့တလိဆန်ချင်းချင်းကိုနိုင်ထက်စီးနင်းပြူပြီးတော့တပ်ဖြတ်ကြလာတယ်မလုပ်ကြနဲ့အားလုံးကိုဓာတ်တူညီများဆက်ဆံရမယ်ဆိုပြီးတော့မှာကြပြီးတဲ့နောက်ပိုင်းမှာဦးမဘဘူးဟာလေလဲကြပြီးတည်ဆုံသွားခဲ့ တိုင်းမတလေးစံနေရင်ထဲမှာတော့ဝဘူဘူးဟောခဲ့တဲ့တော်လိုင်းစိတ်သက်တည်းဟာစတင်အနစ်တွေလာပြီးတော့အာလုဟာမျောလင်းချက်ကိုစီနဲ့ချက်လာခဲ့ကြတယ်တလေးစံနေဟာတော်လိုင်းရဲ့တံမြန်တချင်းနေတီဆူတော်လိုင်းကြီးကြော်တန်နေနဲ့တန်ချက်တွေနဲ့အော်ဟစ်လိုက်ကြတာမဲစီလီကွင်းတစ်ခုလုံးကိုစုညံသွားခဲ့တယ်ဒီအတန်ဒီကြောင့်ကိုတာတီးဟာလည်းအိယာကနေလန့်နူသွားပြီးတော့ ညဖက်ကြီးတလိစံနေဒီလောက်စူနေနေတာတော်ဝေးချက်တက်တီစားတဲ့အကောင်နေဝင်ဆွဲလို့လာပေါ့တိုင်းတမက်ကွန်နှစ်ချက်ထဖောက်လိုက်တဲ့အချိန်မှာတလိစံနေရအရှူရှူသူ့နေရာကိုသူပြန်သွားပြီးတော့လူစုခွဲခဲ့ကြတယ်ဒီမဲဇလီကွင်းလေးကတလိစံနေထဲမှာဝတ်တီကတော့ဆရာကြီးတွေပဲသူတို့ကအလုံးနဲ့မှညံအကောင်လုံးဖြစ်ပြီးတော့အဲ့ဒီဝတ်တီထဲမှာအတော်ဆုံးဘတ်၃လောင်ရှိတယ်ပထမတစ်ယောက်ကတော့ဖြူလုံးနဲ့သူကစကားပြောတာအရန်ကောင်းတယ်လူရှိသူရှိဆိုရင်လက်ခုပ်တန်ချီအောင်စကားပြောတတ်တယ် အကျုံးလုပ်တဲ့နေရာမှာလည်းအများကိုစီယုံပြီးတော့သူကဥဆောင်ဦးရဲ့ပြုတ်တဲ့သူတယောက်ပေါ့အထူးသဖြင့်တော့သူကညံသုံးပြီးတော့အလုံးလုံးတဲ့တဲ့သူမျိုးပေါ့ဒုတိယတခေါင်ကတော့တုတ်ကြီးသူကအမြင်နဲ့လိုလိုခက်တီတီနေတဲ့တဲ့သူမျိုးစကားကိုလည်းလူအံ့မှပြောတယ်ပြောရင်လည်းခက်တူတူပြပြပဲပြောတယ်ပေါ့ဖြူနှုံးလုံးညံမပြေးပြီမဲ့အလုပ်ကတော့သူကတောင်ကြကြပြားကြကြသေသေးသက်သက်လုပ်တဲ့တဲ့သူမျိုးသူခိချင်တဲ့စာနောက်တစ်ခုဆိုရင်မဖြစ်ဖြစ်အောင်လုပ်တဲ့တဲ့စာတစ်ခုသူ့မှာလည်းရှိတယ်ရုံရှိသူရှိမှစကားထွက်ပြောလို့မရှိပေမဲ့တယောက်ချင်းစီကက်ပြီးတော့ကြိတ်စီယုံနေနေရမှာတော့သူကဆေးရည်ပဲနောက်တစ်ယောက်ကတော့အာကြီးတဲ့ သူကနာမည်နဲ့လိုက်အောင်ပဲလေ့ကျဲတယ်။တကယ်တကယ်အလုပ်လုပ်ရမယ်ဆိုရင် तू မရှိတော့ဘူး။ तू ကစကားတွေကိုလှည့်ပတ်ပြောတတ်တယ်။ချဘူးလေးဖြစ်အောင်ပြောတတ်တယ်။အဲ तू နဲ့ရှင်ပြောမယ်ဆိုရင်ဘယ်သူမှ तू ကိုပြန်မငင်းနိုင်ဘူး။အဲ့လိုလူစားမျိုး။ तू ကတုတ်ကြီးနဲ့ရတော့တော်တော်ရင်းနှီးရဆက်ဆံရင်းရှိတယ်။ ။နောက်သူတို့ခွေးနဲ့မှာတလိဆန်အာလုံးရံဆံပြားကတော့ငင်းကြီးပလနဲ့သူမိမခွာညူပဲ။ငင်းကြီးပလကခွန်အားအရာမှလည်းအကြီးဆုံးဖြစ်သလိုအယုတ်ကိုလည်းမခုမကပ်ဖဲနဲ့အကုန်လုတ်ကဲယူယူအီအီပဲနေတတ်ကြပြီးတော့ကြားရတောင်းမှုခြေပေါ်အောင်လုပ်မယ်တခြားဟာတွေနားမလည်ဘူးဆိုတဲ့လူစားမျိုးတွေ။သူမိမခွာညူပါလေ။တခြားတလိဆန်ရဲ့အပေါ်မှာချင်းချင်းနာနာဆက်ဆံတက်ပြီးတော့ခအီးအီးနေတတ်တဲ့သူမျိုးသူတို့နေအောင်စလုံးကိုတခြားတလိဆန်တွေကချင်းလဲချက်တယ်လို့လေးလေးလေးစားကြတယ်။ နောက်တစ်ဦးစုကတော့သူတွေသူတို့ကတော့တကယ်ကိုမထုံးကအားတယ်တရားရုံးကိုယုံပြီဆိုရင်လည်းမျက်စိမှိတ်ပြီးထောက်ခံတတ်တယ်အဲသေပြီးချက်ချက်လေးလေးနက်နက်ဘာမှမတူဘူးသူတို့ထောက်ခံတဲ့လူဘာလုံးလုံးမှန်နေဆိုတဲ့သူစားမျိုးပေါ့နောက်အဲ့ဒီကွင်းထဲမှာကိုတာတိငငယ်လေးတွေကမွေးထားတဲ့ကြီးခိုင်ကြီးတစ်ခုလည်းရှိတယ်သူ့နာမည်ကဂူဂူတဲ့သူကလည်းအပြောဟောကောင်းတဲ့လူမျိုး အဲသူကတလင်းဆန်နေကိုမကြာခဏပြောတာကတလင်းဆန်နေကအခုဘဝမှာလူသားတွေအတွက်ပင်ပင်ပန်းပန်းအလုံးလုံးဖြစ်နေရတာဒါကုသူတွေအများကြီးရတယ်ဒီကုသူတွေရောင်းတလင်းဆန်နေကတည်တော်တဲ့အခါကျရင်နှောင်ဘဝမှာပေါ့နော်ကောင်းလင်းဘုံမှာသူတို့ကရောက်ကြလိမ့်မယ်ပေါ့အဲအဲ့ဒီကောင်းလင်းဘုံမှာပရိသတ်ဖင်တွေကလည်းအများကြီးရှိပြီးသူတို့ကဘာလို့မှမလုပ်ဖ ೇನೆ ပရိသတ်ဖင်ကပြီးတဲ့အပီးတွေကိုခုစားပြီးဇိမ်နဲ့နေလို့ရမယ်အဲ့တော့လူသားတွေအတွက်အလုံးလုံးဖြစ်ရတာမင်းညူနဲ့ကုသူရတယ်ဆိုပြီးအမြဲဟောပြောလိရှိတဲ့ဒူစားမျိုးပေါ့ တနည်းတခုကဒီကကြိုးစိုးဝင်တဲ့အချိန်ကိုရောက်လာခဲ့တယ်။သူကလေယာမီကိစ္စတခုနဲ့အမှုရှင်ဆိုင်ရပြီးတော့အမှုကလည်းရှုံးနေ။အဲစီးပွားရေးတွေကလည်းတဖြည်းဖြည်းကျလာတယ်ပေါ့။ဒါကြောင့်ကိုတာထီကအရက်တွေကိုပဲဖိတောက်လာပြီးတော့စိုက်ဝဲမြူးမြူးလုပ်ငန်းတွေမှာသူကအလုပ်တောင်ဝင်လစ်ဟင်းလာခဲ့တယ်။တလိဆန်တွေကိုလည်းအစာပုံမှန်မကြွေဘူး၊ရေပုံမှန်မတိုက်ဘူးပေါ့။တလိဆန်တွေကလည်းပြတ်ထက်လဲငတ်ထက်လဲနေပေါ့။ အရင်နေ့ကမှဝဘူးဝီရဲ့တော်လှန်ရေးတရားတွေကိုနားထောင်ပြီးတော့လူသားတွေအပေါ်အမြင်မကြည်တဲ့တိစ္ဆာန်တွေဟာခုလိုမျိုးအစာငတ်ရေငတ်ဖြစ်လာတဲ့အခါမှာသူတို့ရဲ့ဒေါသတွေကထွက်တဲ့ထွက်လာပြီးတော့တန်းခတ်မှုတွေကလည်းကုံဆုံးသွားခဲ့တယ်ပေါ့ဒီအချိန်မှာတိစ္ဆာန်တွေကသူတို့နေရာတွေကနေထွက်လာပြီးတော့ခြံထဲမှာဟူဟူဒီဒီစားစရာတောက်စရာတွေလက်ရှာရတယ်ပေါ့ဒီလိုနဲ့ကော်ဖီပင်းနဲ့အတိတ်တူလောင်ထားတဲ့ဂူတောင်ကြီးတစ်ခုကိုသူတို့ရှာတွေ့သွားကြတယ် ဘိုက်ကလည်းစာထုံးတာလည်းထွက်နေတော့သူတို့တွေကဒီကူရောင်ကြီးရဲ့တကားကိုရိုက်ဖြတ်ပြီးတော့အထင်းမှာဝင်ပြီးတော့ကောက်ဖဲပိနဲ့နေကူအရှံပဲစားတော့ခဲ့ကြတယ်။ဒီအချိန်မှာကိုတာတီးရဲ့ပြန်ရောက်လာခဲ့တယ်။သူရောက်လာတဲ့အချိန်မှာတလေးဆန်ရဲ့ခြံထဲမနေဘဲနဲ့တူတူလောင်ထားတဲ့ကောက်ဖဲတိနဲ့နေကူအလူရစားတော့နေကြတာမြင်တော့စိတ်တူပြီးတော့တလေးဆန်နေကိုကြပုတ်နဲ့ရိုက်တဲ့။အဲ့ဒီအချိန်မှာတလေးဆန်နေကလည်းအမှန်ကန်ပေါက်ကွေးပြီးတော့ကိုတာတီးကိုပြန်ချကြတော့တာပဲ။အဲ့ကနေစလို့ကျူတင်စီစဉ်ထားခြင်းမရှိဘဲနဲ့တလေးဆန်ရဲ့တော်လိုင်းကြီးဟာစတင်တော့ခဲ့တယ်။ ကိုတာဒီကလည်းယုတ်တိရဘာလို့မှမသိတာနဲ့ခြေဥတရာသူလည်းထွက်ပြေးရတာပဲနောက်တော့သူလည်းသူ့ရဲ့အပေါင်းအသင်းမိတ်ဆွေအင်းဒီနာချင်းတွေကိုခေါ်ပြီးတော့ဒီတိရစ္ဆာန်တွေကိုပြန်ပြီးတော့နှိမ်နေမှုအတွက်လူစုပြီးတော့ပြန်လဲခြေတက်လာခဲ့တယ် တောက်ခန္ဓာနဲ့အနီကြုံမြင်လိုက်ရတဲ့ချူလုံးဆိုတဲ့ဝက်ကတခြားတလိစံတွေကိုဥဆောင်ပြီးတော့မဟာဖြူခချစီမံခန့်ခွဲပြီးတော့ပြန်တိုက်ဖို့ကင်းစင်ခဲ့ကြတယ်။ဒီလိုနဲ့လေပိုင်ရှင်နေတဲ့တလိစံတွေရဲ့တိုက်ပွဲကြီးကမဲစလီခွင်းမှာအပြင်းအထန်ကိုဖြစ်ပွားခဲ့ကြရတယ်။ချူလုံးကဥဆောင်ပြီးတော့တခြားတလိစံတွေနဲ့အတူအကောင်လုံးရွရွချွန်ချွန်တွဲလိုက်နေနေတိုက်ခတ်ခဲ့ကြရတယ်။ချူလုံးတော်ဒဏ်ရာရသွားသူနင်းထီကြီးဖြစ်တဲ့ပလာဝင်ကယ်တို့သာအသက်ရှင်ခွင့်ရသွားခဲ့တာ။ဒီလိုနဲ့တလိစံတွေကအချင်းချင်းစီစီလုံးလုံးနဲ့တိုက်ခိုက်လိုက်ကြတဲ့အခါမှာလူသားတွေက ကစင်ကလေးရနဲ့တက်ပြင်းဆုတ်သွားကြရတယ်။ခွေးမကြီးမူနီကတော့တော်လိုင်းအတွက်အသက်ပြီးသွားခဲ့တယ်။သူ့မှာသားပေါက်လေးကူကောင်းလည်းကြံခဲ့တဲ့ဒီလိုနဲ့သူရဲ့လေပင်တော်လိုင်းကြီးကြီးကယုတ်တရက်အောင်မြင်သွားခဲ့တယ်။တတိဆန်နေရအောင်ဝဲခံတဲ့အနေနဲ့လူသားတွေသူတို့ကိုနှိမ့်ဆက်ကလူပြုတ်ထားတဲ့အပြစ်စီကရိယာတွေကိုဖြက်စီးပြစ်လိုက်ရတဲ့။ရွလေအထိမ့်မှန်နေနဲ့အောင်လန်လွင့်ထူပြီးတော့တချင်းနေတဲ့တန်ငယ်ပြီးဆိုခဲ့ကြတယ်။ ကလေးစံနေဟာကိုတာတီရဲ့အိမ်ထဲကိုဝင်ပြီးတော့လေဟူဘူဒီတီကြည့်ရှုခဲ့ကြတယ်။သူတို့အထက်ကတုတ်ကြီးဆိုတဲ့ဝက်တစ်ခေါင်ကကိုတာတီကြံခဲ့တဲ့သတိယူပလင်းတွေကိုစမ်းစာကြည့်ပြီးတော့အရသာရှိမှန်းတည်သွားခဲ့တယ်။နောက်ပိုင်းမှာတော့သူတို့ဟာဒီအင်ဂျီတွေကိုဘဲတလေးစံမှမဝင်ကြဆိုပြီးသဘောတူပြီးတော့အပီးတိုင်းချိတ်ဖိတ်ခဲ့ကြတယ်။ဒီလိုနဲ့တော်နှိုင်းကြီးပြီးသွားပြီးမက်ဇလီကွင်းဟာသူတို့လက်ထဲကိုရောက်လာခဲ့ပြီးပေါ့။ကိစ္စရဲ့အဝဝကိုသူတို့စီမံခန့်ခွဲရတော့မယ်။ တခြားတလိဆန်တွေကဘာလို့လို့ပါကံမှန်မသိတဲ့အချိန်မှာချူနှုတ်ဆိုတဲ့ဝန်ဆောင်ပြီးတော့အိုချုံမှုအစီအမံကိုသူကစတဲ့နေတချင်းကဝဘူဘူကြီးပြောခဲ့တဲ့မိန်ကုံးတွေကိုအခြေခံပြီးတော့တလိဆန်တိုင်းလိုက်နာရမယ်တလိဆန်မူဝါဒကြီး၅ရက်ကိုပြဋ္ဌာန်းပြီးတော့အားလုံးသဘောတူအတည်ပြုခဲ့ကြတယ်နံပါတ်၁ဘဲတလိဆန်မှာအိယာနဲ့မအိယာနံပါတ်၂ဘဲတလိဆန်မှာအရက်သေးစာမတော့စားရ ရှင်လီကြောင့်ကောင်းတယ်ရှင်နဲ့ကြောင့်မကောင်းဘူးဒီအချက်ကိုကြားတော့ကြက်တီဘဲတွေကမခံနိုင်ဘူးကန့်ကွက်ကြလေအဲ့ဒီအချိန်မှာအာကြီးဆိုတဲ့ဝက်ကဟောတောင်းမနှစ်ဖက်ဆိုတာလေခြေတော့ပဲလေဒါကြောင့်မင်းတို့လေခြေလေးကြောင့်ပဲပါတာပဲလို့ဝင်ပြောလိုက်တော့မှကြက်တီဘဲတွေလေကျင်းနေသွားကြပြဲတယ်နံပါတ်၄ကတလိဆန်နေဟာအချင်းချင်းတပြတ်မှုတွေမပြုတ်အောင်နောက်ဆုံးကတော့တလိဆန်နေအလုံးဟာတန်းတူညီမျှရှိရမယ်ဆိုတာပဲအလုံးကလေဒါကိုတဏီတင်ညွတ်ထဲထောက်ခံခဲ့ကြတယ် နောက်တော့သူတို့ရဲ့ချမ်းအမီမဲဆီလီကွင်းဆိုတာကိုတလိဆန်ကွင်းလို့ကြောင်းလဲသတ်မှတ်ခဲ့တယ်။ဒီလိုနဲ့တလိဆန်နေဟာဝတ္တရဲဥဆောင်မှုနဲ့အတူသူတို့ရဲ့ကဘာသစ်ကိုစတင်တိဆောက်ခဲ့ကြရတယ်ပေါ့။အလုံးကလည်းတက်ညီလက်ညီနဲ့အလုံးလုခဲ့ကြရတယ်။ဒုတက်မှုတွေကလည်းရှိလာခဲ့တယ်။ဒီထဲမှာတော့မင်းထီကြီးပလားနဲ့သူ့ရဲ့မိမခွန်ညူလို့ကတော့အတက်ကြဆုံးပဲ။အာဂျူးမန်တက်နဲ့အလုတ်တီကိုမခုမကဖဲလုပ်တဲ့ သူမျက်နာနေတော့မှသူတို့မနာဘဲနဲ့ဥပဒိုင်ဆင်းပြီးလုတ်ခဲ့ပေါ့တလေးဆန်နေအရင်ကထက်ပူပြီးပင်ပန်းမိမယ်ကောက်ဘဲသီးနှံနေရလဲအထွက်တိုးတယ်အရင်ကထက်ပူပြီးဝဝလေးရင်စားကြတော့ကြရတယ်ပေါ့ ဒီနေရာမှာတယောက်တနာတစ်ခုကလည်းရှိလာတယ်အဲ့ဒါကဘာလဲဆိုတော့ခေါင်းဆောင်နဲ့ရောက်ဖြစ်တဲ့ချူလုံးနဲ့တုတ်ကြီးဟာတဘောသားတွေကွင်းတွေလာတာပဲချူလုံးကဘဲဆိုရင်တုတ်ကြီးကညချူလုံးကစဘာဆိုရင်တုတ်ကြီးကကျောင်းနှစ်ယောက်စလုံးကတော့မှန်တယ်သူ့ဝိမဲ့မဲခွဲဆုံးဖြတ်တဲ့အခါကြရင်တော့အပေါင်းအာရင်တန်တန်နဲ့အပြောအဟောကောင်းတဲ့ချူလုံးကပဲနိုင်သွားတာများတယ် ရှူလုံးကသူ့ရဲ့ဥဆောင်မှုအောက်မှာကလေးဆိုင်ကွင်းကဘလောက်ထိတိုးတက်လာလဲဆိုတာကိုသူကစီးရင်စရာတွေနဲ့ချပြလိမ့်ရှိတယ်။သူတို့ကလေးဆိုင်ကွင်းကအရင်ကတည်းကပို့ပြီးတော့ကျေဝလာကြအောင်ဟော်ပြုံမှုတွေလုပ်ပြီးတော့လဲမဲဆွဲတတယ်။ တင်းညမနဲ့မရက်ဖဲနဲ့သူတို့တလိဆန်ခွဲကအရင်ကနဲ့မတူပဲအခုလိုအောင်မြင်နေတာကြောင့်တခြားတလိဆန်တွေအနေနဲ့လည်းသူတို့ကိုအတူယူပြီးတော့လဲပိုင်ရှင်တွေကိုတော်လှန်သိညောင်းမို့တခြားစိုက်ပျိုးရေး channel ကတလိဆန်တွေကိုပါမှတ်တေကနေတဆင့်သတင်းစကားပါပြီးတော့ WhatsApp channel ဒါကြောင့်တခြားစိုက်ပျိုးရေးကွင်းတွေမှာလည်းတလိဆန်တွေကပုံကန်ထားကြမှုတွေရှိလာခဲ့ကြတယ် တူကြီးကတော့လူကြီးတွေကိုတရားဟောတာတဲ့လူငယ်တွေကိုကျူးစုကျူးထောင်ပေးတဲ့ကြောင်းပြောလို့ရှိတယ်။ဒါကြောင့်မလို့တော်လိုင်းကလာအတွဲမှာကြာဆုံးသွားတဲ့ခွေးမကြီးမိုးညူရဲ့ကြံခဲ့တဲ့ခွေးသားပေါက်လေးကူခေါင်ကိုသူ့ကိုယ်ပိုင်အခန်းထဲကိုဘသူမှမရေးမိအောင်ခေါ်သွင်းထားတဲ့တခြားတလိဆန်တွေကလည်းဒါကိုသတိမထားမိခဲ့ကြအောင်။တနေ့မှတော့ဖြူလုံးဟာတခြားတလိဆန်တွေကိုအစီဝေးခေါ်ပြီးတော့ သူတို့တလေးဆိုင်ဝင်းကြီးတခွင်းတို့အတွက်အကျိုးရှိစေမဲ့ဓမေဇက်ကြီးတခုကိုတဲမယ်လို့ကြေညာလိုက်တယ်။အဲကုတာဒီရဲ့အင်တွေကစာအုပ်တခုကနေပြီးတော့ဓမေဇက်လုံကြီးတွေကိုသူလေးလာထားပြီးပြီပေါ့။ဓမေဇက်တဲခြင်းအပြင်ညဘက်ဒီမှာတလေးဆိုင်ဝင်းတခုလုံးကိုအလင်းရောင်တွေပေးနိုင်မှာဖြစ်ပြီးတော့စောင်းမင်းဘက်အေးခဲတဲ့ရာသီဥတုတွေမှာလည်းအနွေးတဲ့ရအောင်ဖန်တီးပေးနိုင်မယ်။တခြား site တွေလုံမန်းတွေမှာလည်းလုပ်ငန်းဝင်တွေ့ကြလာပြီးတော့ပင်မပမတ်အလုပ်လုပ်စရာမလိုလို့ဦးစပါချွေလေးဇက်ဒီငယ်ရီဇက်ဒီနှုတ်ငယ်ဇက်ဒီကိုတက်ဆင်ခါနိုင်မယ်ပေါ့။ အဲ့လိုမျိုးသူကရှင်းပြတယ်။သူကြီးကဒါကိုလုံးဝကန့်ကွက်တယ်။ KSC မီးဆိုတာလူသားတွေသုံးတဲ့အရာတလိဆန်နေတဲ့အတွက်ဖန်တီးဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့။မကြခင်နွေရောက်တော့မယ်။ရေကလည်းရှားလာပြီးစားနေရခါဒီဆူဆောင်းမှုတက်စိုက်ပြေးကြီးခုသာအယုံစိုက်ပြီးတော့လှုပ်ရမယ်။ဒါမဟုတ်တဲ့မီးဆက်တဲဖို့ဆိုပြီးတော့အချိန်ကုန်မခံနိုင်ဘူးပေါ့။စားနေရခါဒီပြတ်သွားရင်ဒုက္ခတွေရောက်ကြလိမ့်မယ်။အပူလုတ်တင်နဲ့လေထဲမှာတိုက်ရင်မစောင်းတင်ဘူးဆိုပြီးတော့ကန့်ကွက်တယ်။ချူလုံးကလည်းသူ့မှာစီမံကိန်းကိုအသေးစိတ်ရွေးဆွဲပြီးပြီးလှုပ်ရင်ချစ်ကိုဖြစ်တဲ့သူတောင်းဝန်ယူတယ်ဆိုပြီးပြော တယ်ဒီလိုနဲ့နှစ်ယောက်အပြိုင်ဆိုင်မဲဆွေကြတဲ့နေရာမှာထိုးစံအတိုင်းပဲအပြောအဟောကောင်းတဲ့ဖြူလုံးကပဲတလိဆန်ကြီးရဲ့ထောက်ခံမှုကိုရပြီးတော့အဲဓမီးဆက်တဲမယ်ဆိုတဲ့အဆိုကအတီးဖြစ်သွားတယ်ဒါကိုခံပြင်းသွားတဲ့တုတ်ကြီးဟာဘာမပြောညာမပြောနဲ့အတန်နဲ့ကြီးနဲ့ထပြီးတော့ညီကြီးလိုက်ခဲ့ တုတ်ကြီးရဲ့ဒီအော်တန်ကိုကြားလာတဲ့ဘဲကမမ်းမသိခဲ့ခွေးကြီးကူးကောင်ကဟွန်းမင်းနေပေါ်လာပြီးတော့ဖြူလုံးကိုထိုးပြီးတော့လိုက်ကြတယ်ဖြူလုံးကလည်းရုပ်ပြရဲ့အရေးပေါ်အသက်လူပြီးပြေးရတယ်ခွေးကြီးတွေကလည်းနောက်ကနေမနာနဲ့တောက်လျှောက်လိုက်တယ် နောက်တော့ဖြစ်လို့တော့ပါတော်လေးကိုဝင်ပြေးသွားပြီးတော့တလိဆိုင်ကွင်းကနေလုံးဝပျောက်ခွေသွားတော့တယ်။တလိဆိုင်နေကဘာလို့လူဘာကိုင်းမဲမသိဘဲနဲ့အကုန်လုံးကြက်သေးသေးနေကြတယ်။အစွဲတဖွည်းဖွည်းနဲ့ခွေးကြီးတွေကလည်းဘယ်ကမှန်းဘလူရောက်လာမှန်းသူတို့အစကမသိခဲ့ကြဘူး။နောက်တော့မှသိလိုက်ရတာကတုတ်ကြီးခုံမွေးထားတဲ့ခွေးပေါက်လေးတွေအရွယ်ရောက်လာတဲ့ဆိုတာရင်းမိကြတယ်။ ခုတော့ဒီခွေးကူးကောင်ဟာတုတ်ကြီးရဲ့အမကလက်ကင်ထုတ်တက်ဖွဲ့နေဖြစ်နေလေရောဒီနေရာမှာသင်ငန်းစာယူရမှာအဲ့ဒီအချက်ပဲအနာရှင်တွေဟာသူတို့ခိုင်းတဲ့အတိုင်းမှမှမှန်မှန်လေရဲ့ဇေရဲ့လူရဲ့ကင်ရဲ့လက်ကင်တုတ်လက်နက်ကင်တက်ဖွဲ့တွေကိုအမြဲမွေးထားလေရှိတယ်ဒီနောက်တော့တုတ်ကြီးဟာခွေးကြီးကူးကောင်ခြံရံပြီးတော့တလိဆန်တွေကိုမင်းငုံကြောတဲ့ခုလိုမိတ်ခွဲတာလေးငင်းခုန်တာတွေဟာအချိန်နေကုန်တယ် ပလိစံတွေကအမှားမှန်ကိုခွဲခြားနိုင်ခြင်းမရှိတာကြောင့်ဖြူလုံရင်မဖြစ်နိုင်တဲ့စကားတွေကိုနားယောင်မိခဲ့ရင်အလုံးမပါမောက်ပုံပဲ။ဒါကြောင့်မလို့တလိစံဝင်းကြီးတစ်ခုလုံးကိုကြောက်ထဲကြောက်ဖို့လက်တလုံးအလိုမှာသူကကဲတင်နိုင်ရတာ။ အနာသိငင်လို့လို့သိနာမဟုတ်ဘူး။ तू ဟာစေတနာနဲ့လုပ်ပေးတာ။အခုကစပြီးတော့ကိစ္စရအဝဝလေးကိုဝက်ကောင်စီကပါစီမံဆုံးဖြတ်မယ်။တခြားတလိမ့်ဆန်တွေကဝင်ရောက်မဲပေးခွင့်ဆွတ်ဖက်ခွင့်မရှိဘူး။လိုအပ်မဲ့လုပ်ငန်းစဉ်တွေကိုလည်းတပတ်ကိုတစ်ခါဝက်ကောင်စီကနေခြံဖက်ပေးမယ်။မဲပေးဆုံးဖြတ်ခွင့်နဲ့အခြေတင်ညင်းခုံပွင့်တွေကို ခုကစားပိတ်လိုက်ပြီတဲ့ဒီစကားကိုကြားတော့တချို့တလိဆန်တွေကဒါတလိဆန်ချင်းဒန်းနူညီများခွင့်ကိုချိုးဖောက်တာပဲဆိုပြီးတော့ထပြီးကန့်ခွက်ကြတယ်။ဒါပေမဲ့ခွေကြီးကူးကောင်ကအစွဲကြီးတဖူဖူးနဲ့မန်ဖီလိုက်တော့ဘသူမှမကန့်ခွက်ရဲတော့ ဒီဆိုချက်ချက်ဘူးတလေးစံတရားသိပြီးတော့ဘဝင်မကြောက်တလေးစံအလုံးတာရုံညီများရှိရမယ်ဆိုတဲ့အချက်နဲ့စံကျင်နေသူတွေပဲသူ့ဘီမဲ့ဘသူမှမပြောရကြဘူးငင်းကြီးကိုပလာတော့မှစိတ်ထဲမတင်မကြဖြစ်နေပြီဒီအချိန်မှာအာကြီးဆိုတဲ့ဝါကရဲဘော်တို့မတို့ရဲ့ရဲဘော်တူကြီးဟာတလေးစံတရားကြီးငါးပါးကိုမမေ့ပါဘူးအလုံးတန်းညီများရှိရမယ်ဆိုတော့လက်ခံတယ်ဒါပေမဲ့ငါတို့သိထားမှာဒါဟာ ခြေအနေရလုတ်လိုက်တာအဲဘာလို့တလိဆန်ွဲမှာအခုက NLR ရလဲဝိုင်းနေတယ်တခုဆိုအများဆန္ဒနဲ့ဆုံးဖြတ်လို့အဲတလိဆန်ကြီးကဝက်တီလောင်ညံမကောင်းမှိုင်းရသွားခဲ့ရင်အကျိုးတွေနဲ့ကုန်လိမ့်မယ်အဲ့တော့လူသားတွေငါတို့ကွင်ကြီးကိုအချိန်ပြည့်စောင့်ကြည့်နေတာသူတို့လက်အောက်ပြန်ရောက်သွားကြလိမ့်မယ်လူသားတွေပြန်လာတာကိုမင်းတို့လူချင်းကြမလားဆိုပြီးမေးလိုက်တဲ့အခါမှာတလိဆန်ကြီးကလည်းဘသူမှမဖြေနိုင်ရောက်အဲ့တော့တလိဆန်ကွင်ရဲ့ဆိုင်ပြားဖြစ်တဲ့ညင်းကြီးဖလားကလည်းသူညံပြီးတလောက်ဆင်လာကြည့်တယ် ဟုတ်တော့လေဟုတ်တယ်မာရူပွင့်ကြီးကိုစီမံခန့်ခွဲနေတာဝက်တီကအဓိကစီမံခန့်ခွဲနေတာသူတို့ရန်ညံကောင်းရတယ်တခြားတိလိဆန်တွေကဝက်တီလောက်ညံသိမ့်မကောင်းရအောင်ဇုံးချက်ချက်တွေမှတ်သွားခဲ့ရင်ဘယ်လိုလုပ်မလဲလူသားတွေပြန်လာတာကို ဘာလို့လဲမကြိုက်ဘူးအဲ့တော့ရဲဘော်တုတ်ကြီးပြောတာမှန်ရမှာပေါ့လို့ထောက်ခံလိုက်ပြီးတဲ့နောက်မှာတခြားတလေးစံတွေကလည်းလက်မခံရင်ခံရင်လည်းလက်ခံသွားခဲ့ရတယ်ဒီနောက်မှာတော့တလေးစံတွေကအရင်လူမျိုးတန်းသူညီများဆွေးနွေးခင်မရကြတော့ဘဲဝတ်တီခိုင်းတာကိုသာလုပ်ကြရတယ်ဘသူပါတောင်းဝန်ယူရမယ်ဆိုတော့ဝက်စကောင်စီကတပတ်ခုတစ်ခါတောင်းဝန်ချပေးပြီးတော့ရှောင်းလဲခွင့်မရှိဘူးဝက်ကောင်မတီကတနေ့နေ့ပြောတဲ့စကားတစ်ခုကရေဘူးပေါက်ထောင်မလို့ရင်ဘူးရေပါလာပဲလို့ရင်နေဆိုတာပဲတောင်းဝန်ညီညာချက်တွေထုတ်ပြန်ရမှာလေခွေကူးခံ ကိုတုတ်ကြီးကဝင်းရပြီးတော့ထုတ်ပြန်စီခဲ့တယ်။ဒီလိုနဲ့နောက်သလားလောက်ကြာတဲ့အခါမှာတုံကြီးကအရင်ဝက်ခေါင်းဆောင်ဖြူလုံးတင်ပြခဲ့တယ်လို့ပဲဓမ္မိဇက်ကိုဒီဆောက်ကြရမယ်လို့ကြေညာခဲ့တယ်။ဓမ္မိဇက်ဖြစ်မြောက်ရေးကော်မတီကိုလည်းသူကဖွဲ့ပြီးပြီးစီမံကိန်းကြီးအကုန်လုံးကိုလည်းအသေးစိတ်ရေးဆွဲပြီးပြီးအားလုံးကိုနှစ်နှစ်ထဲနဲ့အပြီးဒီဆောက်ကြရမယ်တဲ့။သူချပြတဲ့စီမံကိန်းကြီးကလည်း ထူလုံးချပြတဲ့စီမံကိန်းနေနဲ့တက်ထက်တဲ့တူးနေတယ်။ဒါဝကြောင့်ရတဲ့ delay စံဒီအလုံးဝအံ့အားသင့်သွားခဲ့ရတယ်။အရင်ကဖြူလုံးဓမီဆက်ဆော့မယ်ဆိုတော့ကဘာလို့သူကန့်ကွက်ခဲ့တာလဲ။အခုကြမှာဘာဖြစ်လို့ဒါကြီးကိုပြန်ဆော့မယ်လို့ပြောတာလဲပေါ့နော်။ဂိမ်းချင်းမှာအာကြီးဆိုတဲ့ဝက်ကဝင်လာပြန်နေ။သူပြောတာတကယ်တော့ဒီဓမီဆက်ဒီဆော့ဖို့ဆိုတာကဖြူလုံး idea တွေမဟုတ်ဘူး။တုတ်ကြီးရ idea တွေ။အဲတုတ်ကြီးအရင်အကြံရောက်ခဲ့တာ။ ဖြူလုံးဆွဲတဲ့ပုံကျန်းနေဆိုတာလေတူကြီးရဲ့စိတ်ကူးစိတ်တန်းနေပဲဒါဘူးဖြူလုံးကခိုးယူပြီးတော့သူ့အိုင်ဒီယာလုပ်ခဲ့တာဓမိစတဲဘူးဆိုတာကမူအခင်တော့ကောင်းတယ်ဘာလို့အဲ့အချိန်တော့ကက်ကွက်ထားလဲဆိုတော့ဖြူလုံးဆိုတဲ့ကောင်ကကောင်းတဲ့ကောင်မဟုတ်ဘူးဒါကြောင့်ပရိရဲ့သုံးပြီးတော့သူ့ကိုကန့်ကွက်ခဲ့ရတာဒီကောင်ကအဖြတ်သမားအဲဓမိစတဲဘူးရည်ရွယ်ချက်ကလည်းရုတော်လန်ခဲ့တဲ့ကိုတာတိနဲ့ပေါင်းပြီးတော့သူကကြံရတာ ူကအရင်နေ့ကကိုတာဒီရဲ့လူတလန်ပေါ့ဒီစကားဝင်ကြတော့မြေကြီးပလာကတော့ထပြီးကောင်းကွက်ခဲ့သေးတယ်ချူလုံးကတကယ်တော့တလန်တော့မဟုတ်ပါဘူးငါနဲ့တိုက်ဝဲတူတူတိုက်ခဲ့တဲ့လူပဲငါတိတာပေါ့ဆိုပြီးတော့ဝင်ပြိုးဖို့လုပ်ခဲ့ပေမဲ့ခွေးနဲ့ကြီးတွေကမန်ဖီလိုက်တဲ့အတွက်မြင်းကြီးလည်းဘာမှမတတ်နိုင်ပဲနှုတ်ဆက်သွားခဲ့ရတယ် အဲ့ဒီအချိန်တောင်စလို့ဒလိဆန်တွေကဓမီးဆက်တဲတဲ့အလုတ်ကိုလေယာဆက်ပြူးလုတ်ကိုပင်ပင်ပန်ပန်လုတ်ခဲ့ကြရတယ်။အရင်ကတည်းကပူပြီးနှစ်ဆပိုလုတ်ကြရတယ်လို့ဒီတော့ပင်ပင်ပန်ပန်လုတ်နေတဲ့ဂျာဟာအသီးနာထရန်နိုတွေကလည်းကြလာခဲ့တယ်။ဒါကြောင့်မို့လို့အစားတော်တွေကလည်းရှော့ပြီးစားတော်လာခဲ့ကြရတယ်ပေါ့။ဒါပေမဲ့ဝက်တီကတော့အစာခေါင်းတော်ကောင်းနေစားနေခဲ့ရတယ်။ဒီလိုအချိန်ဤကြားတဲ့ကနေပြီးတော့ဒလိဆန်တွေက ဘာလို့အခုဖိမဲမမှန်လုပ်နေကြရတာအရင်လူလူသားတွေအထွတ်အလုံးလုံးနေရတာမဟုတ်ဘူးဘာလို့ကောင်းစားဖို့ဘာလို့လုပ်နေရလားတမင်းစကြီးတဲ့ပြီးရင်အလုံးအေးစီစီနေနိုင်ကြတော့မှာပဲလို့အထင်ပြီးတော့နားလည်ပေးခဲ့ကြတယ်ဒီနေရာမှာလည်းမြင်းကြီးဖလားတို့လေမယားကအာကူအဆုံးပဲသူတို့ကအလုံးမှန်သမျှကိုမခုမကပ်ပဲလုပ်ခဲ့သူမြတ်နားလည်းသူတို့မနာဘူးသူမြတ်ထပ်ပူပြီးတော့ချွေးချွေးဆော့ဆာလုပ်ကြတယ်သူတို့ခံယူထားတာကဝက်ကောင်စီရဲ့စီမံခံပေးမှုတွေ ီမံကိန်းကသူတို့လုံနိုင်တဲ့ကိစ္စမဟုတ်ဘူး။သူလုံနိုင်တာကိုပဲသူတို့အကောင်းဆုံးလုပ်မယ်။ဘသူကမှအပြစ်မတင်ဘူး။ကိုလုံနိုင်တာကိုပဲကိုအယုံစိုက်မယ်ဆိုပြီးတော့သူတို့ပြောနေကြတယ်။အဲ့လိုလူမျိုးတွေများလေအာနာရှင်တွေပူကြိုက်တွေပဲ။ဒီလိုနဲ့ရပ်ပေါင်းများစွာတိဆော့ပြီးတဲ့နောက်ပိုင်းမှာသူတို့ရဲ့ဓာမီစကြီးကတဖြည်းဖြည်းပုံပေါ်လာခဲ့ပြီပေါ့။တနေ့ဒီတလိဆန်တွေကအလုံအခွင့်ရနေပြန်တဲ့အချိန်မှာသူတို့ကထူးဆန်းတဲ့အရာတစ်ခုကိုငင်ကြရတဲ့တဲ့။ဒါကဘာလဲဆိုတော့သူတို့တလိဆန်တွေဂျူလီရပြီးခရေခါဘသူမှမနေရဘူးလို့သဘောတူပြီးချိတ်ပိတ်ထားတဲ့ကိုတာတီးတို့ရဲ့အင်ကြီးက ဘူးဝက်တီကပါမပြောညာမပြောဝင်းနေကြတဲ့အိမ်ပေါ်မှာရှိတဲ့ကတဲ့နီခေါင်းအုံးနီဆူဖာတွေစားတဲ့စင်ခံပစ္စည်းတွေကိုလည်းသူတို့ကကောင်းကောင်းယူသုံးနေကြတာကိုတွေ့ရတယ်။ဘာကောင်းဆောင်တုတ်ကြီးဆိုရင်ကတဲ့ပေါ်မှာဇိမ်ငူကြလို့အဲ့တော့တလိစံတွေကဟာဒါတော့နင်းနေများသွားပြီငါတို့ကလူသားတွေကိုလှန်ခဲ့တာအခုဝက်တီကလူသားတွေနေတိုင်းပြန်ပြီးကိမှုနေပြီလားပေါ့ သူတို့ကမေကွန်းထုတ်ကြတယ်။အချင်းချင်းတီထူးပြောဆိုကြတယ်ပေါ့။ဒီအချိန်မှာအာကြီးဆိုတဲ့ဝက်ကရောက်လာပြီးတော့ထက်ရှင်ပြတယ်။ရဲဘော်ကမင်းတို့ကငါတို့ဝက်တီကိုအိမ်နဲ့နင်းနေတယ်လို့မင်းတို့ထင်နေရတာမလား။တကယ်တော့အဲ့လိုမဟုတ်ဘူး။ဝက်တီကဒီတလိဆိုင်ငွေကြီးတစ်ခုလုံးရဲ့အမှုကိစ္စတွေကိုဆောင်ရွက်တဲ့နေရာမှာအုံနောက်သုံးလို့အလိုလိုရတယ်။ဒီလိုအုံနောက်သုံးအလိုလိုတဲ့လူတွေအတွက်ကတိတ်ဆိတ်နေတဲ့နေရာတစ်ခုလိုတယ်။ဒါမှအုံနောက်ဖေးကအကြံဉာဏ်နဲ့ပူထွက်လာပြီးတော့မင်းတို့ကအယုတ်ပို့လို့ပြနိုင်မှာ။မတို့ခေါင်းဆောင်တူကြီးကလည်း ကိုင်းရဲ့ဥဆောင်သူအကြီးအကဲလေဒါကြောင့်မလို့ခေါဆောင်အင်ကန်ရဲ့နဲ့ညီအောင်ငါတို့ကအင်းနဲ့နေနေကြရလားတခြားကိုင်းကြီးကလူတွေကငါတို့ကိုအထင်သေးနေရလားငါတို့ခေါဆောင်ကြီးရလားဝက်ချန်နေနေရင်တို့ကအထင်သေးအမြင်သေးတွေချစ်ကုန်ပါအဲ့တော့ငါတို့ကတလိဆန်ကိုင်းကြီးဂုံရှိအောင်ငါတို့ကအင်းနဲ့နေနေကြရလားငါတို့နေချင်းလုံးလုံးနေနေတာမဟုတ်ဘူးမနေ့တန်းခံပြီးတော့နေနေကြရလားမင်းတို့ကငါတို့ဝက်တီကိုကျေးဇူးတင်တဲ့တဲ့ဆိုပြီးတော့သူကပြောလာတယ်တောင်တလိဆန်ကြီးကတိတ်တော့ပုံဝင်မကြတဲ့အောင်အဲ့ဒါကြောင့်အခြေခံတလိဆန်မူဝါဒကြီးငါးရက်ကိုသွားပြီးတော့ဖတ်တယ် ညီဒီတလေးဆန်မြအေးရနဲ့မအေးရဆိုတဲ့စာကြောင်းနေရာမှာအခုဆလုံးသက်တည်နေညီဒီတလေးဆန်မှအခင်းပါသောအေးရဖြစ်မအေးရလို့ပြင်ဆင်ရေးဆွဲထားတာကိုတွေ့ရတယ်တလေးဆန်ကြီးကလည်းဇဝေဇဝါဖြစ်သွားတယ်အရင်ကဒီအချက်ကမပါဘူးပေါ့နော်ဒီအချိန်အကြီးကထက်ရောက်လာတယ်ရဲဘော်တို့တကယ်တော့တလေးဆန်ကြီးအေးရနဲ့မအေးရဘူးဆိုတဲ့သတ်မှတ်ချက်မရှိပါဘူးမင်းတို့ကောင်းယူပုံမှာအေးလေကောင်းယူပုံမှာမင်းတို့ရဲ့အေးရပဲညီကြီးပုံမှာလှည့်အေးလေညီကြီးကမင်းတို့ရဲ့အေးရပဲ ဒါကြောင့်မလို့ခက်ကာလာနဲ့မလျော်ညီတော့တဲ့ဒိလိဆန်မူဝါဒတိ၅ချက်ထဲရပထမတစ်ချက်ကိုအဲခင်းနဲ့အညီငါတို့ကပြင်ဆင်ပေးထားလားအခုဘက်တည်းကလည်းမူဝါဒကိုဆန့်ကျင်နေရမှုဘူးစူဖာပေါ်မှာအိတ်ထားထိုင်းငုံနေပေါ်မှာအိတ်ထားအခင်းပါတဲ့အိယာပေါ်မှာအိတ်ထားမဟုတ်ဘူးဆိုပြီးတော့ပြောတဲ့ တူကြီးတို့ဝက်တွေဟာကိုတာတည်းရဲ့အင်မော်မှာတက်နေဦးလဲမကဘူးအမှတွေးတဲ့သူပီးယူတွေထောပတ်တွေကိုပါစားတော့ပြီးတော့အရသာအရန်တွေ့နေကြတဲ့ဒီလိုနဲ့သူတို့ကစားလေတောက်လိုက်ကြတာသူပီးယူတွေထောပတ်တွေရလဲတဖြည်းဖြည်းနဲ့ကုန်သွားကြတယ်အဲ့ဒီအချိန်မှာဝက်ကောင်စီရဲ့တလိဆန်တွေကိုဗာကျညာလဲဆိုတော့စီဖွားရေးမူဝါဒအစ်တစ်ခုကိုကျညာတယ်တလိဆန်ကွင်းထဲမှာလူအတက်ပစ္စည်းတွေဝယ်ဖို့အတွက်ရွာတဲကစားတောက်ဆိုင်တစ်ခုနဲ့ကုန်သွယ်ရမယ်ပေါ့သူတို့ကွင်းထဲကကြက်ဥနဲ့နွားနှုတ်တွေကိုစားတောက်ဆိုင်ကိုပို့ပေးမယ်စားတောက်ဆိုင်ကလည်း ထောပတ်နဲ့သူဒီယူတွေကိုသူတို့ပြန်ပို့ပေးမယ်ကုန်စီကလေးကြမယ်ပေါ့ဂျီဂျူနဲ့ယွာတွေကစားသုံးဆိုင်ပိုင်ရှင်စီဘော်ရီတမအတီးဆိုတဲ့သူကထောပတ်တဲ့သူဒီယူတွေကိုကားကြီးနဲ့အပြစ်တင်ပြီးတော့တလိဆိုင်ဝင်းနဲ့ကိုမောင်းဝင်လာတဲ့အတီးကသူဒီယူတွေနဲ့ထောပတ်တွေကိုတုတ်ကြီးအိမ်လေးကိုတည်သွားတယ်လို့ပြန်ထွက်လာတော့လဲကျက်ဥတွေနဲ့နွားနို့တွေတပုံးတပင်းကြီးယူပြီးပြန်ထွက်လာတယ်တလိဆိုင်တွေကငေးကြေရောငါသေးပြီးတော့ဘာမှမတတ်နိုင်ဘူးဒီချိန်မှာအာဒီဆိုတဲ့ဘက်ကရောက်လာပြီးတော့ထက်ရှင်းပြရတဲ့ရဲဘော်တို့တကယ်တော့ တတိယူရီနဲ့ထောပတ်တေးဆိုတာကဝတ်တီအတွက်စေးတခုပဲအဝတ်တီကဒါလေးစားမှ ကျမ်းမာမှာကျမ်းမာမှာမင်းတို့တလေးစံနေအတွက်ပူပြီးတော့အလုံးလို့ပေးနိုင်မှာဒါလေးကိုငါတို့ကကြိုင်းကိုစားနေရတော့မဟုတ်ဘူးဒါပေမဲ့ဝတ်တီကျန်ကျန်းမာမှာရှိဖို့လိုတယ်ဒါမှဒီတလေးစံငွေကြီးကိုတာဝဲနိုင်မှာဝတ်တီကမကျမ်းမာမှာဖြစ်သွားရင်လူတွေပြန်လာပြီးတော့တိုက်ခိုက်တာခံရမယ်ပြန်လာပြီးအုတ်ချုပ်ဖောက်ကိုလူချင်းသလားဆိုပြီးတော့မေးတယ်ပြီးတော့ငါတို့ကောင်းဆောင်ကြီးကဒီလူကုံသွဲမှုတွေလုပ်နေတာကအားလုံးအကျိုးရှိဖို့အတွက်လုပ်နေတာအဲ့တော့ကုံသွဲမှုကြီးပုံမအောင်မြင်ဖို့အတွက်ချက်တီကဥဒမြဥတွေကိုဝတ်ကောင်စီထ ံကိုပြပူရမယ်။အဲ့တော့ကြက်တီကကန့်ခွက်တယ်ဟာမျိုးဖောက်ဖို့ဥတွေခြံထားရမယ်ပေါ့။ဒါပေမဲ့အာကြီးကမရဘူး။ခေါင်းဆောင်ကြီးကပူကောင်းဖို့လုပ်တာမင်းတို့ညင်းွယ်မရှိဘူးဆိုပြီးတော့ပဲခပ်ပြက်ပြက်ပြောခဲ့လိုက်ကဲ။ဒါပေမဲ့ဒါကိုလက်မခံတဲ့ကြက်တီကသူတို့ဥတွေကိုတခြားတနေရာမှာဖွက်ထားဖို့အတွက်စီစဉ်ခဲ့ကြတယ်ပေါ့။ဒါပေမဲ့မယောင်ဝက်တီကအတင်းမယမကရှာဖွေပြီးတော့သူတို့ရဲ့မျိုးဖောက်ပူထားတဲ့ဥတွေကိုပါအတင်းလူယူတယ်။အဲခါနေစလို့ဝက်တီနဲ့ကြက်တီနဲ့ဟာအထီးလျုံကြီးထပ်ဖြစ်ကြပါလေရော။ ချက်တရလဲဆွေယူပြီးတော့သူတို့ချက်ဥလေးနဲ့ဝက်တီကိုတိုက်ခတ်ခဲ့တဲ့ဝက်တီကလည်းအလူးလဲခံရပြီးတော့ ခွက်ပြီးခဲ့ရတယ်။ဒါပေမဲ့သူကြီးကထိုးစားတိုင်းပဲသူ့ရဲ့လက်ကင်ဒုတ်တက်ဖွဲ့ဖြစ်တဲ့ခွေးတွေကိုခေါ်ပြီးတော့အခိကယွန်းကိုနှိမ်နှင်းခဲ့တယ်။ဒီရီခင်းပြီးတဲ့အခါမှာတော့ကြက်တချို့ဟာတော်လှန်ပုတ်ကမှုနူးတကောင်နဲ့ဘဲတကောင်ဟာပါဝင်ကွင်းီမှုနဲ့ဒေကန်သည်သည်ချမှတ်ခံခဲ့ရတယ်။အာနာပကတ်သားခွေးတွေကတော့ကွင်းထဲမှာတင်တလိဆန်တွေကိုကိုက်ခတ်စားတော့ပြလိုက်ရတယ်။အဲ့ဒီနောက်မှာတော့တလိဆန်တွေရဲ့မူဝါဒကြီး၅ချက်ထဲကနံပါတ်၄ဖြစ်တဲ့တလိဆန်အချင်းချင်းသက်ပြတ်မှုမပြုရဘူးဆိုတဲ့နေရာမှာတလိဆန်အချင်းချင်းအကြောင်းမဲ့ တပ်ဖြတ်ခြင်းမပြုရလို့ဝက်ကောင်စီကပြောင်းလဲရေးသားခဲ့တာကိုတွေ့ရတယ်။ဒီနောက်မှာတော့တူကြီးဦးဆောင်တဲ့ဝက်အဖွဲ့တွေဟာချန်နီရဲ့ခက်သမြန်ကျဲဦးလေးနဲ့နွားလူတွေကိုအကုန်လုံးသိမ့်ပိုက်တယ်။ပြီးတော့တပ်သီးယူဘူးတွေနဲ့ကုန်စည်ဖလှယ်မှုတွေစတင်တော့တယ်။ဒီကုန်သည်မှုကနေပြီးတော့စီးပွားရေးသမားကြီးအတီးဟာငွေကြီးအမြောက်များကိုရရှိနေလေရဲ့။ဒါကိုရိပ်မိတဲ့တခြားလေပိုင်ရှင်တွေကလည်းကလေးဆန်ခွင့်ရအခုဆိုရင်အတော်ကိုအစင်ပြေးနေတဲ့ပုံရတယ်။ တော့ကြာငါတို့ပိုင်တဲ့တလေးဆန်တွေကဒါကိုအားကြပြီးတော့ငါတို့ကိုပြန်တော့လှန်လာရင်ငါတို့လည်းကိုကျူးနေရရဲ့ဒီတိုင်းကျတော့ထားလို့တော့မရတော့ဘူးဆိုပြီးတော့အချင်းချင်းတိုင်နေပြီးတော့နောက်တစ်ကြိမ်ခြေတက်တက်ခိုက်ဖို့တင်ဆင်ကြတဲ့ဒီလိုနဲ့နောက်တစ်ကြိမ်လူသားတွေနဲ့တလေးဆန်တွေရဲ့လေတွင်းတိုက်ပွဲကြီးကတကြောပြန်ဖြစ်လာပါတော့တယ် ဒီချိန်မှာတော့တုံကြီးကဥဆောင်ညွန်ကြပြီးတော့ကြောက်ကြားစစ်ကိုဆင်နွှဲတယ်ဒီတစ်ခါမှလည်းတုံကြီးဘက်ကခွေးတွေကလည်းဝင်ရောက်တိုက်ခိုက်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့တလိဆန်နေဘက်ကအနိုင်ရသွားပြန်တယ်ဒါပေမဲ့ထိခိုက်ကြချုံမှုတွေတော့ရှိတယ်အသူတို့ထဲမှာအာဟာကူအဆုံမြင်းကြီးပလာခတောင်ခြေထောက်တန်ရာရသွားတယ်ဒါပေမဲ့သူတို့တိုက်ပွဲဖြစ်နေတဲ့အချိန်မှာသူတို့တတိမထားမိတာကသူတို့ရဲ့လေပိုင်ရှင်ဟောင်းဥတာဒီဟာ သူတို့ဆောက်ထားတဲ့ပီကန်နီတံမြင့်စကြီးကိုဒိုင်နမိုက်နဲ့ဖောက်ခွဲပစ်လိုက်တယ်။နောက်ဆုံးချုပ်ရရင်တိုက်ပွဲရလက်ကတော့တချို့သောတလိဆန်တွေအသက်ပေးကြအပြီးတော့ သူတို့အနှစ်နှစ်အလားသာတိဆောက်ထားတဲ့တံမီးစက်ကြီးဟာလည်းတစသည်ပြုတ်ွက်သွားခဲ့ရတယ်။ဒီနောက်မှာတော့ဝက်ကော်မတီကတလေးဆန်နေကိုတံမီးစက်အသစ်ကိုပြန်ပြီးတော့တိဆောက်ခိုင်းခဲ့တယ်။တလေးဆန်တွေကလည်းပြင်ပင်ပန်းပန်းနဲ့ကြိုးစားပြီးတော့ပြန်တိဆောက်ကြရတာပေါ့။ဒါပေမဲ့ဝက်တီကတော့အေးအေးဆေးဆေးပဲစားလေတောက်လိုက်နဲ့စိတ်မပြတ်ဘူး။အလုပ်တွေကလည်းပင်ပန်းတော့တလေးဆန်တွေအနေနဲ့သတ်လုံနေကြရတာလေ။ညင်းနေမယ့်ကတော့တံမီးစက်ကြီးအောင်မြင်ရင်တလေးဆန်အလုံးဒီဒုက္ခခါနေလွတ်လိမ့်မယ်လို့သူတို့ကယုံကြည်တယ်။ညဘက်တီမှာပါမအိတ်မနေဘဲနဲ့အချင်းဘူးစင်းပြီးတော့အလ လုံးလုံးနေခဲ့တယ်။လောက်တန်တုံးနေရတာသူတို့လည်းကျမ်းမာရေးတော့မကောင်းတော့ဘူး။ချိနေလာခဲ့ပြီပေါ့။တနေ့ဓမီစကြီးစောင့်နေတဲ့မတော်တဆတစ်ခုဖြစ်ပြီးတော့ညင်းကြီးဗလာဟာထိခိုက်တံရအကြီးကျယ်ရသွားခဲ့တယ်။သူမိမကလည်းအော်ငူတဲ့အတွက်တခြားတလိဆန်တွေကလည်းဝိုင်းအောင်ပြီးတော့လာကြတယ်။ဒီတလိဆန်ဝင်းကြီးတစ်ခုလုံးမှာစံပြဖြစ်တဲ့ညင်းကြီးဗလာဟာထိခိုက်တံရရသွားတယ်ဆိုတဲ့သတင်းဟာ တမဟုန်ချင်းတလေးဆန်နေကြဘူးပြန့်နှံ့သွားတယ်နောက်ဆုံးမှာတော့ဝက်ကော်မတီရှိဝလဲဒီတဲ့ရင်ရောက်သွားခဲ့တယ်ဝက်ကောင်းဆောင်တူကြီးဟာလည်းတိခဲပြီမဲ့အစားအသောက်တောင်မပြတ်ဘူးဒီလိုနဲ့ဝက်ကောင်စီဟာငင်းကြီးပလကိုပင်ဆင်ပေးခဲ့တယ်ဒါပြင်မင်းကြီးပလဟာတလေးဆန်ငွေရန်စံပြဖြစ်တဲ့တခြားတလေးဆန်တွေကလည်းမင်းကြီးပလလိုအတူယူပြီးတော့အလုံးလုံးသိင်ကြောင်းမင်းကြီးပလအခုလိုဖြစ်သွားတဲ့အတွက်လည်းဝန်နေကြောင်းဒါပြင်မင်းကြီးပလကိုစေးရုံကိုပို့ပြီးတော့ဆေးကုပေးမယ်လို့လည်းသူတို့ကပြောတယ်နောက်တစ်နေ့မှာတော့ထရက်ကားကြီးတစ်စီးဟာတလေးဆန်ငွေနဲ့ကိုရောက်လာပြီးတော့မင်း င်ကြီးပလာကိုလာပြီးတော့ခေါ်ဆောင်သွားခဲ့တယ်။ဒါပေမဲ့ဒီကားကစီးယုံကကတော့မဟုတ်ဘူး။သားတက်ယုံကကာဒီဖြစ်နေတယ်။တာခုမြင်းတို့တလိဆန်တွေကနောက်ကနေအသေးအနံကြည့်လိုက်ကြတယ်။နင်းကြီးဟာလည်းယုံခံခဲ့ပြီးမှမဆန်းသာတော့ဘူး။ဒီလိုနဲ့နိုင်ငံကြီးဘာမှနားမလည်ဘူးကိုလိုပဲကိုလိုဆိုတဲ့နင်းကြီးဟာတားတက်ယုံမှာဘဝစပ်သိမ်းသွားရှာတယ်။မကြောက်ခင်မှာပဲတားတက်ယုံကနေတုတ်ကြီးရီကိုလိမ့်မှုပြီးပြီးဖို့တဲ့အရပလင်းအကောင်းစားတွေဟာ ဝက်ကောင်းဆောင်တုတ်ကြီးရှိဦးဆိုက်ဆိုက်နေမြိုင်ရောက်လာခဲ့တော့တယ်ဒီတစ်ခါမှလည်းအာကြီးဆိုတဲ့ဝက်ကောင်တရင်လာရှင်တွေဝက်ထက်လို့တဲ့နင်းကြီးပလာကိုခေါ်လာတာကတကယ်တော့စီးရုံကိုခေါ်သွားတာပါတဲ့သားတယုံကိုမဟုတ်ပါဘူးတဲ့စီးရုံကဒူနာတင်ကပြည့်ရတယ်လို့ဆရာဝန်တွေကသားတယုံကကားကိုငှားပြီးတော့လာခေါ်လာတာပါတဲ့စီးရုံကလည်းကောင်းကောင်းမွန်မွန်သူတို့စီးကူပေးခဲ့ပါတယ်တဲ့ဒါပေမဲ့ယောဟာအချင်းကြီးကစိုးဝလာပြီးချက်တာကြောင့်မလို့နင်းကြီးပလာဆိုမသွားပါပြီတဲ့ဒီအတွက်လမ်းစုပန်းခွေတစ်ခုကိုဝက်ကောင်းဆောင်တုတ်ကြီးက ဂုံပြုစုချပါတယ်တဲ့ဒါကြောင့်ခေါဆောင်ကြီးကိုကျေစုတင်ရမယ်တဲ့ဒလိဆန်တွေကသူတို့ကိုပြောင်းလဲမှန်းပြီးတော့အော်ဟိတ်ခဲ့ကြပြီမဲ့ခွေကြီးတွေကထွက်လာပြီးတော့ဒလိဆန်တွေကိုမောင်းထုံပြခဲ့တယ်ဒီညမှာတော့ဝက်ဒီဟာတာသက်ယုံကပုပြီးလိုက်တဲ့အရာပလင်းအကောင်းစားနေနဲ့အဝဲခံကြတဲ့တဲ့နောက်ရနေငယ်ကြမှာတော့သူတို့တီဆောင်နေတဲ့တက်မြင့်ဆက်ကြီးဟာလည်းပြီးစီသွားခဲ့တယ်။တခြားကွင်းတွေကျွရတွေကိုရရစစ်တားတွေဖြန်ပြီးရောင်းချခဲ့တယ်။ ဝတ်တီကလွဲလို့ဒီထက်ရတလေးဆန်တွေကလျှက်စင်ပြီးကိုသုံးခွင့်မရှိရအောင်ဓာမိဆက်ကြီးကဆလို့ကွင်းထဲကအဆောက်အဦတွေအကုန်လုံးမှာဝတ်ကောင်းဆောင်တုတ်ကြီးရဲ့ပုံကိုချိတ်ဆွဲထားတာတွေ့ရတယ်ဝတ်တီကကားလေးကိုလည်းစီးနေကြပြီဒီနောက်မှာတော့ဝတ်တီဟာအောင်မွေးခံဘူးပုံရှုတပင်ကိုကျင်းပါကြတဲ့ဝတ်တီဟာလူတွေလိုမတ်တက်ရလမ်းလျှောက်တက်နေပြီးတော့ဒီအခမ်းအနားဘူးတခြားတလေးဆန်တွေကဝင်ရောက်ခွင့်မရှိဘူးဒီအခမ်းအနားကြီးပြီးမှတော့အရင်ပြထန်းခဲ့တဲ့တလေးဆန်မူကြီး၅ချက်နေရာမှာအသက်ဆက်ဆက်မူဘာသာကြီးတစ်ခုကိုပြထန်းလိုက်တယ် ဒါကတော့ဒီဇလန်လေးရဲ့အနှစ်ချုပ်ပဲတလိဆန်များအားလုံးဒန်းတူညီများရှိသည်သို့တော်တချို့သောတလိဆန်များကပူရိပ်ဒန်းတူညီများရှိကြသည်တဲ့ တောင်နီရတဲ့ခွန်ယူဟာဝန်နေပလက်မူးကြွေးတဲ့ဒီချင်းရတွေကိုမြင်ရတဲ့ငတ်တွေဟာတခြားသောကွင်းနေရှိကိုပြန်နှံ့သွားပြီးတော့ချစ်ကျက်နေသည်မြတွေကိုတခြားသောတလိဆန်နေရှိကိုတရင်စကားတွေပေးပို့ခဲ့ကြတယ်။လူရင်ဂျုံပြူတာတဲ့တလိဆန်အချင်းချင်းဂျုံပြူတာခံရတဲ့တလိဆန်ကွင်းရဲ့အဖြစ်ကိုကြားရတဲ့တခြားသောတလိဆန်တွေကလည်းဒေါသတွေထွက်လာကြပြီးတော့ရောက်ရအရက်ကနေဥဒီချီတက်လာခဲ့ကြတယ်။ဒီချိန်မှာဝတ်တွေဟာလူတွေလိုမျိုးပါတီပေးပြီးအောင်ဝဲခံနေကြရတဲ့သူတို့ကမြင်ရတဲ့ခွန်ယူခမရလူလားဝလားတော့မခွဲ ရတဲ့တော့ဒီဒီချိန်တော့ခွာနေဝတလိဆန်တွေကိုဥဆောင်ပြီးတော့ဝက်တီကိုပြန်ပြီးတော့တတ်ခတ်ခဲ့ကြတယ်။ဝက်တီကလည်းတတိလလူဖြစ်နေတဲ့အချိန်မှုလို့ဘာမှမတတ်နိုင်ခဲ့ဘူး။ဝက်တီရဲ့လက်ကင်ထုတ်ဖြစ်တဲ့ခွေးတွေဟာလည်းအရက်တီအမူးလုံပြီးတော့မထနိုင်ဖြစ်နေကြရတယ်။ဒီလိုနဲ့ခွာနေဥဆောင်တဲ့တလိဆန်အိုကြီးဟာဝက်အာနာရှင်တွေကိုအပီးတိုင်မောင်းထုတ်နိုင်ခဲ့ရုံတော့မကပဲနဲ့အာနာရှင်အဆက်ဆက်ကြီးစုခဲ့တဲ့ဒီအိမ်ကြီးကိုပါအပီးတိုင်ဖြိုချလိုက်တော့တယ်။ အဆုံးဒီနောက်ဆက်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဘနာကလစ်ခါပါအေးရောဘုံအောင်ရမီ